တိုင်းလောင်းတာနောင်တရလားနောင်တအဖွားအသက်ဘယ်လောက်ရှိပြီလဲအော်60အဖွားအရွယ်တရဖရတရားလုံးရမယ်ရွယ်စိတ်ပြီးကန်ရမယ်ရွယ်ချီအိုးကန်ရမယ်ရွယ်မဟုတ်ဘူးတိလားအိမ်သာတက်ချင်တဲ့အချိန်မှာချီအိုးအိမ်သာထဲမှာမစွန့်ဘူးခွက်လေးနဲ့ခံထားတယ်တင်းထားတယ်အဲ့ဒါကိုသူလက်လာသွန်းတာအွန်လိုင်းနဲ့တိုက်ခိုက်တာတဲ့ စီးပွားပြက်အောင်ပေါ့နော်ဘူဘလောက်ထိရောက်ညက်လဲညာအိမ်ဦးကန်သူများအိမ်ဟိုအိမ်ဆိုတဲ့ဟာလေးဘာလဲဟိုလက်တွေဝင်တဲ့နေရာလေးလက်ပိတ်အောင်သူလောက်တာလေးအလုံးမဲမိလာပါရီလေးရေယူချင်တယ်လေးမချိုးဆိုလိုက်ပါတယ်ရှင်ဒီမှာခုတည်ဆက်ပေးမယ်ဗီဒီယိုလေးကတော့ခါမကောနော်မကြားဘူးဘူးနော်ဒီလိုအသက်ရွယ်နေတယ်နော်ဒီလိုညစ်ပတ်တဲ့အောက်တန်းကြတဲ့လုပ်ရမျိုးလုပ်မယ်လို့လည်းမထင်သားဘူးရှင်60နှစ်အရွယ်အဖွားကနော်သူများရဲ့အိမ်ရှိမှာနော်မိတိုင်းနော် ိုပါထားတဲ့ကြီးတွေကိုတော်တော်တွန်နေလဲရှင်ဘလောက်ကြည့်တော့မှရုပ်လဲနော်ကိုတက်ကိုရွယ်နေနော်အေးအေးဆေးဆေးနေရမယ်ဟာကိုနော်နောက်ပြီးတော့ဒီကြီးဦးတွန်ရတဲ့အကြောင်းရင်းကနော်သူကမနာလို့လို့တဲ့ရှင်ဒီငချောက်ပိုင်ချင်းတထေးကိုလဲနော်အောက်လန်းနဲ့လှုပ်ထားတဲ့တဲ့ရှင်ဒီဗီဒီယိုလေးကိုအားလုံးလည်းသိအောင်လို့ပြန်လည်ဝင်မြတ်လိုက်ခြင်းဖြစ်ပါတယ်ရှင်အကြောင်းဆုံးသိအောင်လို့ညီမနဲ့တူဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ရှင် လောက်ကြီးဖုံးလာလားရှိလားတခါရောက်မှာအောက်ပါစီဒီခါဆိုရှိအောင်လေဟာဦးအိုးနေလာတာအိုးနေလာတာစပြီးအိုးလိုမျိုးအိုးနေလာတာဟိုမှာဟိုမှာကြိုက်ကြမမဟုတ်လားဟုတ်လားဆိုအဲ့မှာနော် ဒီချီးနဲ့နေရလေဇေဝဲသူတွေလေဟိုဟာဖြစ်လုံးလို့လေနန်လုံးလို့ငါအေယိုလေးနှာခေါင်းတော်ရှုပ်တယ်ငချောက်ရောင်းနေဆိုရင်မချီးနဲ့နဲ့ငချောက်နဲ့ခွဲတက်တယ်ယူလေးနေပုံလိုက်ခတ်လာလေဘိုးဟာရေဘိုးဟာဘိုးသားဟာရိုင်းသူများထက်ရိုင်းနေနော်သူကနေတိုင်းလာတော်နေလာလာနေတိုင်းလာတော်နေနော်နေတိုင်းလာတော်နေဒီနေ့နဲ့ဆိုရင်တော့6ရက်မြောက်ဖြစ်သွားပြီသူကလေခိုင်ကိုစီးပွားပြက်အောင်လုပ်တာနော်ခိုင်ရဲ့ခိုင်ရဲ့ဈေးဦးကျိုးအောင်ပြီးတော့ ခေါင်းရင်းပဲကြရတယ်နော်။သူလောင်းတာခေါင်းရင်းပဲကြရတယ်။သူသူလှုပ်တာနော်။ပြီးလို့ရှိရင်တွန်တာလည်းအထဲအတွင်းကြကြဟုတ်တယ်။အတိတ်နမိတ်ယူပြီးတော့လေနော်။အသက်60ကျော်80နီးနီးဆိုတာဖျားတရားလှုပ်ရမယ့်အရွယ်နော်။ကိုဖြစ်တဲ့ပြဿနာတွေကိုသူသားသမီးတွေကရှက်တယ်ဘာညာဒီချိန်မှာခိုင်းလို့တိုက်ခိုက်လဲမကြိုက်မကြောက်တော့ဘူးเนาะမကြောက်တော့ဘူးဘာလို့လဲဆိုတော့ ကိုကိုတိုင်လည်းသိတဲ့နဲ့ကိုရဲ့မိဘကဘလို့အေဥပမာဒီအဖွားကြီးကစိတ်ရောဂါဝေဒနာခံစားနေရတယ်ဆိုရင်လည်းဒီတိုင်းမလွတ်ထားသင့်ဘူးသူ့ကိုအယူထောင်ပို့သေးပို့ရမှာပဲလीနော်အယူလက်မှတ်ရှိပြီးအဲ့လိုမျိုးနေရမှာလေဆေးဆေးရုံရဲ့လက်မှတ်နဲ့ဒီလူပံဝကျင်မှာနေလို့မရဘူးလीနော်ဒီလိုမျိုးအယူစိတ်ရှိရအယူစိတ်ရှိနေရင်လဲသူ့သမီးပြောတာတော့စိတ်ရောဂါတစ်ခုခုတော့ပြောတယ်သူ့အမေကတော့အောက်လန်းအောက်လန်းတော့မတက်ဘူးတဲ့ သူများစီးပွားရေးလည်းပြက်လို့ပြက်ညားမလို့ဘူးဒါပေမဲ့သူ့အမေကတော့ပြောလိုက်ပါတယ်သူ့ကိုတဲ့ဒီလိုမျိုးအရင်တော့ပေးနေကြွေးနေရနေပြီးတော့သူ့ကိုဒီလိုမျိုးမလုပ်တဲ့အတွက်သူ့စိတ်ထဲမှာမြင်နေရတာသူခံစားနိုင်ဘူးတဲ့အိမ်သာတက်ချင်တဲ့အချိန်မှာချီကိုအိမ်သာထဲမှာမစွန့်ဘူးခွက်လေးနဲ့ခံထားတယ်တိန်းထားတယ်အဲ့ဒါကိုသူလက်လာတော့တာဒီဟာကိုလက်ကြလေတာသမီးတွေမသိဘူးဆိုတဲ့ဟာလေမဖြစ်နိုင်ဘူးနော်သူကလက်ကြလူဆိုတာချက်ချင်းချီးပါခြင်းနဲ့ဆိုရင်ချက်ချင်း အဲဒီနေ့ကလက်တရတော့ကောင်းလို့မချီးကြောင်းနေပဲပြောနေရတာချီးပါခြင်းနဲ့ဆိုရင်ချက်ချင်းဒီအိမ်ရှိသွားပြီးဆွန့်လိုက်လို့မရအောင်နော် तू ကတိန်းထားတာတိန်းထားမြတ်မလား तू အခုဆိုလေခိုင်တို့အိမ်ပတ်ဝန်းကျင်တချို့လူတွေကပြောရတယ်ပေါ့နော်ဒီအိမ်ကတဲ့အရင်တော့ငချောင်းနဲ့မနန်းတာအခုနောက်ပိုင်းဘာတွေနန်းနေမှမသိဘူးလေအရန်နန်းနေလေပုံနဲ့နေ तू မမိသားစုမရှိဘူးလားဆိုတော့မိသားစုရှိတယ်အမရဲ့မိသားစုရှိတယ် तू မိသားစုကလည်းစင်းရဲငတ်ပြက်နေတဲ့သူတွေမဟုတ်ဘူးနော်စားနိုင်တောက်နိုင်တဲ့အလုံးလှုပ်တယ်နော် ဟိုသူများလိုမျိုးလမ်းဘေးမှာတောင်းစားနေတဲ့သူမဟုတ်လမ်းဘေးမှာတောင်းစားနေတဲ့သူတော်မှဒီလိုမျိုးစိတ်သက်ရှိမှာမဟုတ်ဘူးဘယ်လောက်ထိရောက်ရညက်လဲသူများအိမ်ယူသူများအိမ်ဦးကန်သူများအိမ်ဟိုအိမ်ဆိုတဲ့ဟာလေးဘာလဲဟိုလက်တွေဝင်တဲ့နေရာလေးလက်ပိတ်အောင်သူလုပ်တာလေခိုင်တလလုံးမှာခိုင်ကစိတ်တွေဒေါသတွေဖြစ်တယ်စိတ်တွေဟိုဖြစ်တယ်နော်ကိုမိသားစုလည်းကို စိတ်ထဲမှာဒေါသတွေထွက်တယ်ကိုကလေးလည်းကိုစိတ်တွေတိုးတယ်အဲကိုဇေဝဲသူပုံမှာတော့မှခိုင်ကစိတ်တွေတိုးတယ် ။ तू อ่ะအဓိကလောက်တာอ่ะလीခိုင်းဟိုပဲလောက်တာပေါ့။ဘာလို့လဲဆိုတော့ခိုင်းကအရင်တော့လက်ကြလေတနာပြီးတော့သူ့ကိုပေးကန်ကျွေးမွေးတယ်နေနော်။တေုပ်ရှိခွေလည်းခေါ်ပြီးတော့ကျွေးတယ်။အံပေါင်းတွေလည်းပေးတယ်။ပြီးလို့ရှိရင်အဲဟိုပေါ့ငါချောက်တွေဘာတွေသူ့ကိုကျွေးတယ်။ကတ်ထူတွေဆိုလည်းလေတရက်တရက်အိမ်မှာဈေးရောက်နေရအိမ်ဆိုကတ်ထူတွေလည်းအများကြီးရတယ်ကတ်ထူတွေလည်းပေးတယ်ကတ်ထူတွေပေးတာအဲဘူးတွေပလုံးတွေလည်းပေးတယ်ဝင်နော် ဂတ္တုပေးတာဂတ္တုကဂတ္တုကတတ်မိုးကြီးလားတတ်မိုးရှိလားဂတ္တုကြောင့်လူတယောက်ကိုဒီလိုလုပ်တယ်ဆိုတာယုံသိမ့်လားမယုံခိုင်ကို तू ကတမင်တကာစီးပွားပြက်အောင်လုပ်တာဒီနေ့ကတော့သားသမီးတွေမျက်နှာနဲ့ခိုင်ကခွတ်လို့ပေးခဲ့ရတယ် သူ့ကိုအခုခိုင်းရရက်ွက်ယုံပဲသွားတယ်ဗောနော်ရက်ွက်ယုံသွားတယ်ရက်ွက်လူကြီးနဲ့တွေ့တယ်အဲ yes scan သွားဦးတော့မှာကိုခိုင်းကိုတားကြလို့ yes scan မသွားတော့ရက်ွက်ဒီခိုင်းတို့လမ်းထဲကလူတွေကလည်းအရန်အံ့អော်တယ်ဟုတ်ပါမလားဖြစ်နိုင်ပါမလားလည်းလည်းမေးကြည့်ပါဦးလေသူတို့မိသားစုစရိုက်ကသူတို့ဒီမှာနေတာ7နှစ်လောက်ရှိပြီလို့ပြောတယ်။အဖွားကြီးကလည်းကြတော့ဟိုပါပေါ့နော်သူတို့နေရာမှာအခြေအနေမကောင်းတော့လေအခြေအနေမကောင်းတော့သူကဒီမှာလာနေတာ သူပြောတာတော့မသိဘူးပြောတာပဲသူ့မိသားစုတွေကမသိဘူးသူ့မိဒီလိုလောက်တာကိုမသိဘူးလို့ပြောတာပဲယုံနိုင်စရာအကြောင်းမှမရှိတာဟုတ်တယ်မလားသူတို့ကတဲ့မနဲ့ဆိုရင်နဲ့ဟိုဘော၄နာရီဟို၃နာရီလောက်ဆိုရင်နဲ့ဈေးရောင်းထွက်ရလို့တဲ့သူ့မိဒီလိုလောက်တာမသိဘူးတဲ့သူ့မိကမနဲ့၄နာရီမှချီးထပ်ပါတာလည်းမဟုတ်လीညကလေးကသူကပါပြီးတော့ဟိုတနေကုန်စားထားတောက်ထားတာတွေညကလေးကပါပြီးတော့ထားထားတာလीမဟုတ်လား ညကလေးကသူပါပြီးတော့ထားထားတယ်မနဲ့ကြမှဟိုဥပမာခိုင်နှုတ်ဆိုရင်ဥပမာထားလိုက်တော့ခိုင်အမေကဒီလိုချီးပါထားတယ်ဆိုရင်တော့မပါလောက်တာလဲမေးဦးမယ်လေကိုယ့်အိမ်မှာအိမ်သားတွေရှိနေရလေဟုတ်တယ်မလားကိုယ့်အိမ်မှာအိမ်သားတွေရှိနေရသူကတက်တက်ရုံမှချင်းလို့လှုပ်ထားတာဖီလို့ရှိရင်သူ့သမီးကခိုင်ကိုရှီခိုးပြီးလဲတောင်းပန်တယ်ရှီခိုးပြီးလဲတောင်းပန်တယ်သူ့အမေကလည်းသူ့အမေကတော့တောင်းတာတောင်းပန်ရတာနော်တောင်းပန်ချင်တဲ့စိတ်မရှိဘူးဘာလို့လဲဆိုတော့မတောင်းပန်ရင်လေသူတန်နိုင်ကြတဲ့ဝင်ရတော့မှာ မရှိလို့ဆင်းရဲလို့ဒီလိုမျိုးမပေးလက်ခံနိုင်လေ။ तू ကလေအလုပ်လဲလုပ်စရာမလိုဘူး။ तू သားသမီးတွေကသူ့ကိုပေးထားတယ်၊ကြွေးထားတယ်။သမီးတို့တရားစွဲခြင်းနဲ့ဘာလဲဆိုတော့ဟိုပေါ့အသက်ကြီးနေပြီ။ကိုကဒီလိုမျိုးလှုပ်လိုက်လို့လေသူ့အတွက်ကတော့ဒီထဲဝင်သွားရတာပဲဖတ်တယ်မယ်။ဘာမှလည်းဟိုကဖြစ်မှာမဟုတ်ဘူး။သမီးမျက်စိရှိရနေလောကပြက်ွယ်သွားအောင်လုပ်ပေးမယ်။ဒီကိုလာလို့ရှိရင်သူ့ကို အခုကတော့ဒီရက်ွက်ထဲမှာ तू နေလို့မရတော့ तू AC ကနေလဲပယ်လိုက်ပြီဒီရက်ွက်ထဲမှာလဲနေလို့မရတော့ဘူးဘာလို့မနာလို့ရလဲဆိုတော့လေခိုင်းရမှာเนาะခိုင်းခိုင်းအိမ်မှာအာဂတ်ထုစက်ကူတွေဘူးတွေခွက်တွေပေါ်တယ်ဘာလို့ဈေးဈေးရောင်းတဲ့အိမ်မို့လို့ဂတ်ထုစက်ကူတွေဘူးတွေခွက်တွေပေါ်တယ်ပေါ်တဲ့ဟာကိုအရင်တော့ကတော့သူ့ကိုပေးနေခိုင်းတော့ဟိုကိုလည်းမရောင်းဖြစ်ဘူးလေကိုလည်းမရောင်းဖြစ်ဘူးဒါလိုတဲ့သူပေးလိုက်တယ် အာအခုနောက်ပိုင်းကတော့မပေးတော့ဘူးအဲအမိုက်ကောက်သမားခိုင်တို့အိမ်ရင်ရှိမှလေတွန်းလဲအမိုက်ကောက်သမားတယောက်ရှိတယ်သူကလည်းကြောက်ခိုင်ရဲ့အမိုက်တွေအများနဲ့တုံတော်ပြစ်ပေးနေတော့သူ့ပဲပေးလိုက်တယ်ဒီအမိုက်တွေကဘယ်သူ့ကိုခေါ်ပြီးတကူးတကပေးမယ်အရင်တော့လည်းကြတော့အဲ तू ကတော့လေအမိုက်မြင်ရင်လေလာလာကြီးပြောဒါယူလို့ရလားအဲ့လိုမျိုးလာလာမေးတယ်ဘောနော်အခုနောက်ပိုင်းကတော့ခိုင်တို့ကအမိုက်ကိုဟိုဘောနော်အမိုက်ကောက်သမားတခါတည်း तू ကတခါတည်းယူသွားတော့သူ့ကို तू 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 ကိုလည်းအဲ့လောက်ထိအမိုက်တစ်ခုကိုဒီလူကိုပေးမယ်ဆိုပြီးတော့လေအဲ့လောက်ထိလည်းမစဉ်းစားထားဘူးအမိုက်တွန်းလဲတဲ့ကိုပေးလိုက်တယ်ရောအကိုယူကအကိုပါကိုရောင်းပြီးယူနော်အဲ့လိုမျိုးပြောလိုက်တယ်သူကလည်းကြတော့ဘာလဲဆိုတော့အဲ့လိုသူ့ကိုမပေးဘူးတဲ့အခုအခုယုံရောက်တော့ခိုင်မေးတယ်လေဘာဖြစ်လို့ဒီလိုလုပ်တာလဲ ခိုင်ကိုဘာများမုံတီးနေလို့လဲခိုင်ရရောဘာများလုံးပြီလို့လဲတခါလေကျဲကိုကပြောမနိုင်ဘူးလေမှားတဲ့စကားများရှိကြလားအဲ့လိုမျိုးလည်းမရှိဘူးလေတဲ့အဲ့ဒါခိုင်ကိုဘာလို့ဒီလိုလောက်တာလဲပေါ့နော်အဲ့နဲ့သူ့ကိုလည်းစက်ကူမပေးဘူးတဲ့အဖွားလို့ဒီစက်ကူကအဖွားအတွက်အရန်တက်မိုးကြီးလားလို့တမီးတို့အလောက်လောက်ရအောင်လို့ဒီချီးတဲ့အဖွားတည့်ရထဲလာတွန်တာမဟုတ်ဘူးလေလို့နေတိုင်းလာတွန်တာလို့ဘာ ဘာလို့ဘာလို့အဲ့လိုမျိုးလုပ်လဲဒီလိုမျိုးချီးလိုက်လာတုံလိုက်လို့ရောတပီးတော့ကတ်ထုတွေပေးလိုက်ပေးလိုက်မယ်လို့ထင်လို့လားလို့ချိုးကလည်းကြအိမ်ငွေ့ချတယ်လို့ပြောတယ်ညာပဲအိမ်ငွေ့ချပြီးရောတဲ့အိမ်ထဲကိုတဲ့တခိုးဝင်ညင်လို့တဲ့ तू ကအရှင်းနှင်းရတော့ဒီတိုင်းပဲဒီဒီဒီခေါင်းဖြူစပင်ဆန်နှုံးလေးနဲ့ဒီလက်ပြက်ကသူအမြဲဝဲသူသူ့ပုံစံဒီရက်ွက်ထဲမှာလည်းဒီပုံစံဒီတယောက်ပဲရှိတယ်ဟောနော် ခိုင်တော့ရက်ကွက်ကလည်းဟိုစင်းရဲမွဲတိတ်နေတဲ့ရက်ကွက်လည်းမဟုတ်ပါဘူးပတ်စံရှိရှိငန်းငါးတွေအများကြီးပဲခိုင်စီမှာဈေးဝယ်တဲ့သူတွေလည်းအများကြီးခိုင်ကိုချစ်ခင်လို့အားပေးခြင်းလို့လာဝယ်တဲ့သူမှလည်းအများကြီးပဲနော်အဲ့ဒါကို तू ကနေပြီးတော့သူ့ကိုတဲ့အရင်တော့လို့လည်းမခေါ်တော့ဘူးတဲ့မပြောလည်းမပြောတော့ဘူးကတ္တူတွေလည်းမပေးတော့ဘူးတဲ့အဲ့ဒါတွေတဲ့ तू တဲ့ဟိုအမိုက်ကောက်သမားကိုပဲပေးပေးနေတော့တဲ့ तू तू မမကျေနပ်ဘူးလေတဲ့ तू စိတ်တွေတူတယ်တဲ့အဲ့ကြောင့်မို့လို့တဲ့ तू လောက်တာတဲ့ ချီးရင်လည်းနေတိုင်းတော်တယ်ဒါတော့မှလေခိုင်းရလေ CCTV မှာရှင်းနေရက်ကသူ့ပုံမှတ်မိပြီးသားအေးဒီနေ့ကတော့ဟိုပေါ့ရက်ွက်ထဲမှာလည်းဒီလိုမျိုးကိုကသူဆိုရင်ဓာတ်ရိုက်မပြောသေးဘူးနော်လူတယောက်ကိုဓာတ်ရိုက်မပြောသေးဘူးနောက်တစ်ခါကျရင်သေချာအမိဖမ်းမယ်ဆိုပြီးတော့ပြောတာအဲ့လိုမျိုးပဲပြောတာနော်ဒါညဒီညကျတော့ तू ကအရှိရက်တေလိုမျိုးဒီတိုင်းမလာတော့ဘူးဒီနေ့ကနည်းနည်းနောက်ကျတယ်ခိုင်းဆို၄နာရီ၄၁ပုံမှန်လာတယ် သူအချိန်တိကျတရက်ချမကနန်းနဲ့လာတယ်အချိန်တိကျလာတယ်ဒီနေ့ကလည်းကြတော့အချိန်ရတော့အတိကျတော့မဟုတ်ဘူး तू ကလူမလစ်တာလည်းပါမယ်ထင်တယ်နည်းနည်းအချိန်နောက်ကြတယ်နောက်ကြတယ်ပြီးလို့ရှိရင်ပစိုးချုံလာတယ်ပြီးတော့တဲ့တဲ့မလာတော့ဘူးဘေးဆောင်ပြီးတော့ကိုေးဝိုက်ပြီးတော့ဦးလာတယ်ဒါပေမဲ့လေ तू ကသူ့ကိုယ်သူညံအရန်ပြေးတယ်အရန်တော်တယ်လို့ तू ထင်တာ ခိုင်တော့ CCTV တက်တာ CCTV ကအပြင်မှာတက်လို့ရှိရင်အခုခက်ကလည်းတခိုးတွေပေါ်တော့လေခိုင်ရော CCTV တက်ပေးတယ်သူကပြင်မှာမတက်နဲ့အထဲမှာတက်အဲ့ CCTV ရဲ့ကျေးဇူးတွေလည်းအများကြီးပါတယ်နှုတ်မဆိုရင်လေခိုင်တော့လေမသိပဲနဲ့လေဒီအရေကိုနေတိုင်းစင်နေတိုင်းခိုင်မြန်နေတိုင်းလှုပ်အောင်ပါအဲ့ဒါအဲ့ဒါဒီ CCTV မှာမြင်လိုက်တော့ဟဲဘာလို့ဒီလိုလှုပ်တာလဲပေါ့ဒီဖိုင်းကြီးကငါနဲ့လည်းရန်ညူးမရှိပါဘူးလို့အိမ်မှာလိုက်လိုက်မေးတယ်နင်တို့ပြဿနာဖြစ်တာလားစကားတွေများထားသေးလား ဒီပြီးတော့လေကိုကလေအဖြစ်အကြောင်းကြီးကိုသိချင်နေပြီအရန်သိချင်နေပြီဟာဟိုဒီအဲ့နလေဒီနေ့လက်ကြတော့လေမလုံလောက်တော့ဘူးထင်တာတကယ်လာလောက်တယ်တော့အဲ့ဒါတော့ခိုင်တော့ကလေ CCTV ကြည့်ပြန်တော့ခါလဲခေါ်ချလိုက်တယ်စင်းလာလို့ခိုင်အိမ်ချိန်မှာခိုင်ရင်ကျင်းမှုဆိုတာနားမလဲတော့ခိုင်မသိတော့ဘူးနင်းနှငါနဲ့ပြောတယ်နင်းဘာလို့ဒီလိုလောက်တာလဲလို့နင်းနှငါနဲ့ရန်ညိုးရှိလားလို့ နေအသက်ကြီးနေပြီလေလို့နေဖျားတရားလောက်ရမယ့်အရွယ်လို့ငါငါ့ကိုနေတိုက်ခိုက်ရမယ့်အရွယ်မဟုတ်ဘူးလို့နေနဲ့ငါနဲ့ရန်ရန်လူပဲလည်းမဟုတ်ဘူးလင်လူပဲလည်းမဟုတ်ဘူးနော်ငါအမေနဲ့လည်းနေရန်ညိုးမရှိဘူးငါအိမ်ရမိသားစုနဲ့လည်းရန်ညိုးမရှိဘူးငါနေတော့နေကိုဘာများလောက်ခဲ့ဘူးလို့နေရန်ဒီလိုမျိုးလောက်တာလေလို့ဟုတ်လားလူဆိုတဲ့ဟာကလေမြန်မာလူမျိုးတွေကတနာတက်တယ်တနာတက်တော့အဲကြောင့်မလို့အထီးနာတာတိလားတနာတက်တယ်လိုချင်လို့ရှိရင် ကိုကဒီပစ္စည်းတစ်ခုလိုချင်လို့ရှင်မခိုးရဘူးတောင်းရတယ်သူများတနာအောင်ပြောတတ်ရတယ်အဲသမီးရေအဖွားတော့ဒါလေးလိုချင်တယ်ဒါလေးပေးပါလားအဖွားဒါလေးရောင်းမြို့မဝိုးလို့ချင်လို့ပြောလို့မရဘူးလားအောင်စရာကြီးနော်ကိုတက်ကိုရွင်နဲ့ဒါမျိုးတော့မလုပ်သင့်ဘူးရှင်။ဂျီ63နှစ်အရွယ်ဆိုတာကနော်ဘုရားတရားလုပ်ပြီးတော့နော်ကိုကနော်တရားရရမယ့်အရွယ်ရှင်။အခုလိုမျိုးမနာလိုမုံတီးနေတဲ့စိတ်တွေမရှိသင့်ဘူးရှင်။အခုဒီအဖွားဆိုရင်နော်ကိုအသက်ကနော တကယ်ကိုမှတွက်ကြည့်မယ်ဆိုရင်တော့တေဖို့နဲ့နေဖို့ဆိုရင်တော့တေဖို့ကနင်းနေပြီရှင်ဒါကိုတော့သူကဖေးရတရားနဲ့အိမ်မှာအေးစိနေရမယ်ဟာကိုနော်ကိုပါထားတဲ့မစင်တွေကိုသူများရဲ့အိမ်မှာနော်ဒီလိုမျိုးကြီးတွက်တွန်းတာတော့နော်အားကိုမှယုံညံ့လုံးနဲ့ရှင်ဒီအသက်ဒီအရွယ်နဲ့နော်ဒါမျိုးတွေမလုံတင်ဘူးဆိုတာလူတိုင်းလည်းသိကြတယ်ရှင်ဒါပေမဲ့ဒီဘွားကနော်ဒီပိုင်ရှင်တွေကသူ့ကိုအမြဲတမ်းပြီးနေကြနော်ဂျက်ထူခွန်နေနော်ရေဘူးခွန်နေကမပြီးတော့လို့ဆိုပြီးတော့နော်သူကစိတ်ဆိုးပြီးတော့ဒီလိုမျိုးလောက်တာရှင် ဘာပဲဖြစ်ဖြစ်နော်ဒီလိုအသက်ရွယ်နေတော့အခုလိုမျိုးတော့မလုပ်သင့်ဘူးရှင်။ကိုကကောနော်အိမ်မှာနေပြီးတော့ဖျားတရားနဲ့နော်အများပေါ်ကောနော်မေတ္တာထားရမယ့်အရွယ်ဖြစ်နေပြီရှင်။ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံသိကြမယ်ရှင်။